ားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကမြန်မာဘောလုံးအကစားသတင်းအဆောင်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာအမျိုးသမီးလေရေးစင်တိုက်စစ်မှုမေထက်လူကအမေရိကန်တက္ကသိုလ်များအစင်းမြင်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Division Women Soccer ပြိုင်ပွဲမှာ University of California Los Angeles အသင်းနဲ့အတူဝင်ရောက်ရှင်ပြိုင်ပွဲရှိနေပါတယ်မေထက်လူကသူ့ရဲ့လူမှုကွန်ရက်ဆောင်မြင်တာတွေမှာ UCNA အသင်းဝတ်ဆောင်မြန်မာလန်နဲ့အတူရိုက်ထားတဲ့ပုံတွေကိုဖော်ပြထားပါဗျ။ NCAA Division Women's Soccer ပြိုင်ပွဲကအမေရိကန်တက္ကသိုလ်များပြိုင်ပွဲတွေကိုစီမံခန့်ခွဲတဲ့ NCAA National Collegiate Athletic Association ကစီစဉ်ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပြီးတော့ Division 1, Division 2, Division 3ဆိုပြီးတော့အဆင့်၃သိန်းရှိပါတယ်။မေထပ်လူပါဝင်ရှင်မြန်ကစားသွားမဲ့ UCLA အမျိုးသမီးတင်ကအဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ Division 1မှာဝင်ရောက်ရှင်မြန်သွားမှာဖြစ်ပါတယ်။ မဲထက်လူကပြည်ကရရသက်တပတ်တွင်ကအမေရိကန်မြို့သမီးစီမီပရိုလီကလပ်အသင်းမှလည်းခြေစွမ်းဆက်သမှုခံယူခဲ့တာကိုဖော်ပြခဲ့ပြီးတော့ဘာကြောင့်အသင်းနဲ့ဆက်မကစားတော့ပဲ UCLA အသင်းနဲ့အတူပူးပေါင်းခဲ့ရလဲဆိုတာကိုတော့တိတိကျကျသိရှိခြင်းမရှိသေးပါဘူး နိုဝင်ဘာလအတွင်း AFC Women Champion League ပြန်ပွဲအတွက် ISP Women FC အသင်ကလေးချင်းရည်တွေကိုပြန်လည်စတင်နေပြီဖြစ်ပြီးတော့ကစားသမားအသစ်ခေါ်ယူမှုအဖြစ်မိထက်လူမပါဝင်တော့တဲ့အရင်ကအငှားကစားသမား၄ဦးအပြင် နောက်ထပ်လေရွေးစင်အဆင့်ကစားသမား၅ဦးကိုလည်းထပ်မံခေါ်ယူအားဖြည့်ထားကြောင်းသိရှိရပါတယ်ဒါကြောင့်လက်ရှိ ISP အသင်းမှာလေယူစင်ကစားသမား9ဦးအထိရှိနေပြီးတော့ပြန်ပယ်အသင်းတွေကိုကောင်းကောင်းရင်ဆိုင်သွားနိုင်မယ်လို့သုံးသပ်မိပါတယ်။နောက်ထပ်ခေါ်လိုက်တဲ့9ဦးကဘယ်သူလဲဆိုတာကိုတော့အတိအကျမသိရှိရသေးပါဘူး။ ASU SMTU Women Asian Cup Qualifier China 2036 Group C အုပ်စုဝင်စဉ်၏အဖြစ်မြန်မာမြို့တမီယူစက်ခွန်အသင်းကအောက်တိုဘာ15ရက်နေ့မှာမကာအိုအသင်းအောက်တိုဘာ16ရက်နေ့မှာအင်ဒိုနီးရှားအသင်းတို့နဲ့ရှင်မြန်ကစားသွားမှာဖြစ်ပါတယ်။မြန်မာမြို့တမီယူစက်ခွန်အသင်းရှင်မြန်ကစားသွားမယ့်ပွဲစဉ်တွေအားလုံးကိုတော့ရန်ကုန်မြို့သူနာဘောလုံးကွင်းမှာမြန်မာစံတော်ချိန်ညနေ4:00နာရီအချိန်တွင်မှာရှင်မြန်ကစားသွားမှာဖြစ်ပါတယ်။ မြန်မာမျိုးသားဖူးဆယ်လေးစင်းတွေက2025ထိုင်းစီကင်းပြပွဲအတွက်ရည်ရွယ်ပြီးတော့ပမာဏကစားသမား24ဦးနဲ့အောက်တိုဘာ23ရက်နေ့ကနေစတင်ပြီးတော့စခန်းဝင်လေ့ကျင့်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။မြန်မာအမျိုးသားဖူဆယ်လေးစင်အတင်ကပြီးခဲ့တဲ့ရက်ပိုင်းကမှ2026အာရှဖလားဖူဆယ်ခြေစပွဲကိုဝင်ရောက်ရှင်ပိုင်ခဲ့ပြီးတော့ခြေစပွဲအောင်ပွဲကိုအုပ်စုဒီရဲ့ရလက်တွေကိုစောင့်မျှော်နေရတာဖြစ်ပါတယ်။ ဲစီတဲ့အကျယ်ပွင့်လေး SD Phone ကဘရာဇီးဘောင်းလောကမှာတကယ်ကိုတောက်ပလာပါပြီ။အသက်18နှစ်ပဲရှိသေးတဲ့ဒီကစားသမားလေးကပြီးခဲ့တဲ့ညကတောင်ကိုရီးယားကိုငါးဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့တဲ့ခြေစမ်းပွဲစဉ်မှာနှစ်ဂိုးသွင်းယူခဲ့ပြီးတော့ဘရာဇီးစီနီယာအသင်းသမိုင်းမှာ1962ခုနှစ်နောက်ပိုင်းတပွဲတည်းနှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့အသက်ငယ်ဆုံးကစားသမားအဖြစ်ဆန့်ကျင်သစ်တင်လိုက်ပါတယ်။အဲ့ဒါအပြင် SD Phone ကဘရာဇီးလူရေးစင်အသင်းအတွက်ရှစ်ပွဲကစားထားပြီးတော့ကလပ်အသင်းတွေဖြစ်တဲ့ပါမီယက်စ်ခြေစီတဲ့အတွက်62ပွဲ ကစုပေါင်းဝဲတရားကိုလည်းပြင်းပြောက်သွားပြီဖြစ်တော့ငငယ်ရွယ်ရွယ်နဲ့ရင်းကျက်တဲ့အတွေ့အကြုံတွေကိုပိုင်ဆိုင်နေပြီလို့ဆိုရမှာဖြစ်ပါတယ် အခုလိုစောစောစီးစီးခြေသွမ်းပြနေတာကပဲသူ့ကို2022ကွာဖလာမှာခြေသွမ်းပြခဲ့တဲ့အသက်16နှစ်အရွယ်အမ်ဘာပေနဲ့နိုင်ရှင်စရာဖြစ်စေပါတယ်။ Stefan ရဲ့ထူးခြားတဲ့ခြေသွမ်းနဲ့စံချိန်မှတ်တမ်းတွေကဘရာဇီးဘောလုံးပရိသတ်တွေအတွက်မျှော်လင့်ချက်အစ်စ်တွေပေးနေပါတယ်။ Venezian နဲ့ Rodrigo လိုလိုလက်ရှိကျပွင့်နေရဲ့ရုံးအားနဲ့အတူ Stefan တို့ရဲ့မျိုးဆက်အစ်စ်တွေပေါင်းပြီးတော့2002ခုနှစ်နောက်ပိုင်းကွာဖလာကိုဘရာဇီးတီဘရာဇီးစီပြန်ယူပေးနိုင်မလားဆိုတာကိုတော့လာမယ့်2026ကွာဖလာမှာရင်ခုန်ဆုံးကြည့်ရအောင်မှာဖြစ်ပါတယ်။ စတင်ဘာလရဲ့ပရီးမီးယားလီဂ်တလတာအကောင်းဆုံးကစားသမားဆုပရီးမီးယားလီဂ် Player of the Match ကိုရရှိခဲ့ပြီးတဲ့နောက်မှာဟာလန်တယောက်ကတော့ Thierry Henry, Fran Lambert, Son Heung-min, Marcus Rashford, Jamie Vardy, Alan Shearer, Posco, Daniel Magnano နဲ့အတူစံချိန်ကစားသမားတွေနဲ့အတူအကြိမ်ကြီးစံချိန်တူသွားပြီဖြစ်ပါတယ်။ ရီးမားလိဂ်ကိုရောက်ရှိလာတာသုံးနှစ်သားရှိသေးတဲ့ဟာလန်အနေနဲ့ဒီလိုသမိုင်းဝင်ကစားသမားကြီးတွေရဲ့စံချိန်ကိုလှည့်မြန်သွားလိုက်မိသွားနိုင်တာကသူ့ရဲ့စင်တာတစ်ခုမြင်မှားမှုကိုဖော်ပြနေတာဖြစ်ပါတယ်။ United အသင်းကလာမဲ့ရာသီမှာအသင်းကနေ Bruno Fernandes ထွက်သွားခဲ့သည့်ရှိတော့သူ့ရဲ့နေရာအတွက်တခြားကစားသမားတွေကိုအစားထိုးခေါ်ယူတော့မှာမဟုတ်ဘဲနဲ့လူငယ်ချင်းပွဲကိုဘီမိုင်နူကသာအဆိုပါနေရာအတွက်အစားထိုးဖို့အတွက်လှုံ့ဆော်တော့မှာဖြစ်ပါတယ်။တာဝန်ရှိသူတွေကကိုဘီမိုင်နူကိုအသင်းကနေလုံးဝကိုရောင်းချတော့မှာမဟုတ်ဘဲနဲ့အသင်းရဲ့အနာဂတ်အစီအစဉ်တွေအတွက်အတီးကကစားသမားတအုပ်အဖြစ်အသုံးချသွားမယ်လို့သိရှိရပါတယ်။ တစ်ဖက်မှာလည်း Manchester United အသင်းကောင်းဆောင် Bruno Fernandes က Man United အသင်းမှာပျော်ရွှင်နေရလို့ဖွင့်ရခဲ့ပါတယ်။ကမ္ဘာဖလားပြောရှင်မြန်ခွင့်ကိုထိခိုက်မှာဆိုလို့ Sorry Ari ပြကိုမပြောင်းရွှေ့တာဖြစ်ကြောင်းသုံးသပ်ချက်များကို၎င်းကညှင်းဆန့်ခဲ့ပါတယ်။ Fernandes က Ehila Etihad အသင်းနေရဲ့ခံလက်မှုကိုပယ်ချခဲ့တာဖြစ်ပါတယ်။ Fernandes က Manchester United အသင်းနဲ့တူ2031ခုနှစ်အထိစာချုပ်သက်တမ်းရှိနေပြီးတော့တနှစ်သက်တမ်းတိုးခွင့်လည်းပါဝင်ပါတယ်။ ဖာနန်ဒက်ကပေါ်တူဂီသင်းရဲ့ဂေါ်ဖလာချန်ပီယံဖြစ်ကသူ့အိမ်မက်တာမဟုတ်ဘဲနဲ့ပေါ်တူဂီပြည်သူတရလုံးရဲ့အိမ်မက်လို့ပြောကြခဲ့ပါတယ်။စတန်မာလာအတွက်ပရီးမီးယားလိအကောင်ဆုံးအတွင်းကိုဆူနဲ့အကောင်ဆုံးကပ်ဖွဲ့မှုဆူတို့ကိုဇူဘီမန်ဒီနဲ့ဒေါ်နာရမာတို့ကဆက်ခွေရရှိခဲ့ပါတယ်။အာဆင်နယ်ကနေလူဇူဝီမန်ဒီကနော်တင်ဟမ်ဖောရက်ကို3-6ကိုမရှိတဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာအားအသင့်ဖွဲ့ကန်ကျန်တဲ့ဆုရရှိခဲ့တာဖြစ်ပါတယ်။ မန်စီးတီးကိုသမားဒေါ်နာရမာကတော့မန်ချက်စတာယူနိုက်တက်တင်ကို3ဂိုးကိုမရှိတဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာမန်ချက်စတာဒါဘီပွဲကအန်ဘူမိုရဲ့ကံကြကိုကပ်ွက်ခဲ့လို့ရရှိခဲ့တာဖြစ်ပါတယ်။ပြင်းထန်တိုက်ဆင်မှုအန်ဘာဘေကအစအပိုင်းချံကို3ဂိုးကိုမရှိတဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာဆက်ပွဲဆက်ကိုသိနိုင်ခဲ့ပေမဲ့ခြေချင်းဝတ်တန်ရာထပ်မံရရှိခဲ့ပါတယ်။အန်ဘာဘေက84မိနစ်မှာတန်ရာအကြောင်းလူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ အမ်ဘာဘေကပြင်းထန်လေးစရံစရံအတွက်53ဂိုးအထိရှိလာပြီးတော့ဂိုးများဆုံးဂျရူ58ဂိုးကိုမြေဖို့၄ဂိုးသာလိုအပ်ပါတော့တယ်။ဒီရသည်မှာကလပ်နဲ့နိုင်ငံအသင်းအတွက်73ဝဲကစားထားပြီးတော့18ဂိုးသွင်းယူပေးထားနိုင်ပါတယ်။ဖော်လောင်းကစားတင်ဆက်မှုကိုကြားနေတဲ့ဆိုရင် Subscribe Like and Comment လေးပြုလုပ်သွားပေးကြပါအခုလိုနောက်ထပ်တင်ဆက်မှုတွေမှာပြန်လည်ဆုံးတွေ့ကြပါမယ်။အားလုံးကျေးဇူးများတင်ပါတယ်။